မင်္ဂလာပါ CC Passport Channel လေးမှာပြန်လည်ကြိုဆိုပါရယ်တရုတ်နိုင်ငံရဲ့သုံးနိုင်ငံဖိတ်ခေါ်ဖလားအမှတ်ပေးပြိုင်ပွဲမှာမြန်မာကိုစားပြုအနေနဲ့ဝင်ရောက်ရှင်ပြိုင်ခဲ့တဲ့ ISPE အမျိုးသားအသင်းကတော့ချန်ပီယံဆုနဲ့အိမ်ပြန်လန်းလှပခဲ့ပါရယ်အော်တိုဘာလ၃ရက်နေ့ကနေအော်တိုဘာလ၅ရက်နေ့အထိ ISPFC အသင်းကစုစုပေါင်းပွဲစဉ်၅ပွဲကိုဇက်တိုက်ရှင်ပြိုင်ကစားခဲ့ပြီးတော့၄ပွဲနိုင်တပွဲတည်းရမှတ်၃မှတ်နဲ့အမှတ်ပေးချန်ပီယံဖြစ်ခဲ့တာပါ ်ပထမဦးဆုံးပွဲစဉ်မှာတော့တရုတ်နိုင်ငံကလပ်ဟူလန်အသင်းနဲ့အကြိတ်နဲ့ရင်ဆိုင်ခဲ့ရပြီးတော့တဖက်တကူးစီတေရလက်ထွက်ပေါ်ခဲ့တယ်ဒုတိယပွဲစဉ်မှာတရုတ်နိုင်ငံကလပ်ကွေကျိုးအသင်းကို8-9နဲ့အနိုင်ရယူပြီးချိန်ကစလို့ဇက်တိုက်ဆိုသလိုပဲတရုတ်နိုင်ငံကလပ်အသင်းလုံနိုင်အသင်းကို9-6ဂိုးမရှိတရုတ်အားကစားနဲ့ပညာရေးကလပ်အသင်းကို3-6ဂိုးမရှိ BNN ကိုစားပြူဟန်နွိုင်းဆိုင်အသင်းကိုတော့၁၇ဂိုးမရှိလို့နဲ့အနိုင်ရယူပြီးချန်ပီယံစုကိုထိုက်တန်စွာပဲသိမ်းယူနိုင်ခဲ့ပါတယ် ဟန်နွိုင်းစာအသင်းကတော့ရမတ်၉မှတ်နဲ့ဒုတိယနေရာမှာရက်တည်ခဲ့တယ်ပေါ့ခဗျာအဆိုပါဖိတ်ကော်ဖလာပေါ်လုံးပြိုင်ပွဲကိုတော့တရုတ်ပြည်သူတမရနိုင်ငံယူနန်ပြည်နယ်အတွင်းမှာစက်တင်ဘာလ30ရက်နေ့ကစလို့အော်တိုဘာလ9ရက်နေ့ထိကျင်းပမှာဖြစ်ပြီးတော့ ISB အမျိုးသားအသင်းအနေနဲ့အုပ်ချုပ်သူနီးပါးက3ဦး၊ကစားသမား18ဦး၊စုစုပေါင်းအင်အားအယောက်20နဲ့ဝင်ရောက်ရှင်ပြိုင်ခဲ့တယ်လို့သိရပါတယ် ဟုတ်ကဲ့ပါအခုလိုအားကစားသတင်းတွေကိုအချိန်မှန်တင်ဆက်ပေးနေကြကျွန်တော်တို့ရဲ့ Facebook, TikTok, YouTube channel လေးတွေကို like and share follow subscribe လေးတွေလုပ်ပေးကြဖို့တောင်းဆိုပါတယ်။နောက်ဆက်ပြီးတဲ့ဒုတိယချင်းစီတိုင်းအေးချမ်းပျော်ရွှင်ပါစေခင်ဗျာ။